လက်ရှိ smartwatch တွေထဲမှာ Huawei က globally number 1ရောင်းအကောင်းဆုံး brand ဖြစ်ရည်တည်နေတယ်။ဒီလိုရောင်းအကောင်းဆုံး Huawei ရဲ့ smartwatch တွေထဲမှာက Watch GT series ကရောင်းအကောင်းဆုံးပဲ။အဲ့ဒီထဲကနေမှကျွန်တော်ဒီနေ့ Huawei ရဲ့အသစ်ထွက်လာမဲ့ Watch GT 6 series အကြောင်းပြပြပေးပါမယ်။ပြီးဒီ Watch GT 6 series ကလည်း Time Magazine ရဲ့ Best Innovation ဆုကိုပါရထားသေးတယ်။ Retro Protection နဲ့မှာဘာရဲ့ပါလဲဆိုတော့ Aerospace Grade Titanium အ line ပါလာမယ်။နောက်ပြီးဒီ Power Glass ကိုကြတော့ Sapphire Glass ကိုသုံးပေးထားတယ်။ဘေးဘက်မှာကြတော့ Nano Crystal Ceramic ကိုသုံးပေးထားတယ်။ဥပမာအနေနဲ့ဆိုရင် Cyclist တွေအတွက်ဒီ Bike Motor ာတို့ပါဝါမီတာတို့နောက်ပြီးတော့ hurry ban စတဲ့အကုန်လုံးကိုဒီ watch gt6 series မှာတုံးလို့ရအောင်လုပ်ပေးလိုက်တာကတော်တော်လေးမိုက်တယ်ပြီးတော့ဒီ Huawei watch gt6 series မှာ pro level sport တွေဖြစ်တဲ့ golf trail run trekking နဲ့40 meter diving လည်းပါသေးတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအမြဲတမ်းပေးဖော်ပြနိုင်မယ် emotional wellbeing function ဒီတစ်ခေါက်ပုံမိုက်သွားတာက watch face ကို video watch face ပါထားလို့ရသွားပြီဒီလိုမျိုးဖုန်းပြောတာတွေလုပ်လို့ရတဲ့အပြင် Android iOS တွေနဲ့လည်းအလွယ်တကူထိနိုင်ပြီးတော့ battery ကလည်း22ရက်တောင်ခံအောင်မယ်ဒီ Huawei watch gt6 series မှာဆိုရင်အယောင်9000ထိရွေးလို့ရမယ်အ ဲ့ဒီ West GT6 Pro မှာဆိုရင်46 mm ကိုမှသူက triple protection နဲ့လာမှာဒီ triple protection နဲ့မှာဘာရဲ့ပါလဲဆိုတော့ aerospace grade titanium အ line ပါလာမယ်နောက်ပြီးဒီ power glass ကိုကြတော့ sapphire glass ကိုသုံးပေးထားတယ်ဘေးဘက်မှာကြတော့ nano crystal ceramic ကိုသုံးပေးထားတယ်အဲ့ဒီအတွက်ကြောင့်လဲ durable bike မှာ triple protection ဖြစ်သွားတယ်ဒီ triple protection ကကြတော့ကျွန်တော်အပွန်းအစင်းမဲ့ခံနိုင်တာမဟုတ်တော့ဘဲနဲ့သူကအကျဉ်းလဲပိုခံသွားတယ်ပြီးဒီ West GT6 series အကုန်လုံးက IP69 dust and water resistant ခံနိုင်ပြီးသား West GT6 မှာကြတော့46 mm နဲ့41 mm ဆိုပြီးတော့နှံ့မျိုးလာမယ်သူကတော့ sleek and rounded design ကိုသုံးပေးထားတယ်။နောက်ပြီးတော့အမျိုးသမီးတွေအတွက်ရည်ရွယ်ထားတဲ့ဒီ 41mm မှာဆိုရင် pivoting loop latch design ကိုသုံးပေးလိုက်တဲ့အတွက်တော်ရုံလက်သေးရသူတွေပတ်မှာဆိုရင်တော့မှာပဲလက်မှာ comfortable ဖြစ်တယ်။နောက်ပြီးတော့ fit လည်းပိုဖြစ်တဲ့ပုံစံ design ကိုသူပြောင်းထားတယ်။ display size တွေကတော့1.47 inches ကိုမှ AMOLED display pan နဲ့အဲ့တော့မှ3000 nits brightness ဆိုတော့ကျွန်တော်တော်ရုံနေအောင်အောက်မှာနိုင်ကြည့်ရတာလည်းအဆင်ပြေသွားတယ်။အဲ့တော့မှဒီ bezel တွေကိုလည်း 3D time scale bezel ပြောင်းလိုက်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုပြောမလဲအရင်ကနဲ့ရှင်းလိုက်မှဆိုရင်5.5%ဒီ display screen size တွေကပိုကြီးသွားတယ်။နောက်ပြီးတော့ watch face ရဲ့အနေနဲ့ဆိုရင်လည်း2000ကျော်ထိက ျွန်တော်တို့စိတ်ကြိုက် custom mic download ဆွဲပြီးတော့ free သုံးလို့ရမယ့် app ကိုမှဒီနှစ်မှာပို့မိုက်သွားတာက video watch phrase ပါပါလာပြီအဲ့အပြင်မှာကျွန်တော် watch face ဘောတော့ကျွန်တော်သဘောချခဲ့တဲ့ emoji watch face တွေနေနောက်ပြီး emotion နဲ့ well being watch face တွေကိုလည်းဒီမှာဆက်ပြီးတော့တုံးလို့ရနေအောင်မယ်ပြီးတော့ကျွန်တော်အတွက်ဆိုရင် smart watch တွေမှာမရှိမဖြစ်အရေးကြီးတဲ့မြန်မာ font နဲ့သူ support လုပ်ထားတယ်အဲ့အပြင်မှာ bluetooth calling ကိုလည်းတုံးလို့ရမယ့်အပြင်ဟို Huawei watch ရဲ့ထုံးစံအတိုင်းပဲ Samsung လိုမျိုး Android phone တွေနဲ့ပဲဖြစ်ဖြစ် Apple ရဲ့ iPhone တွေနဲ့ပဲဖြစ်ဖြစ် Huawei ရဲ့ app ကနေတစင်ထိပ်ပြီးတော့အလွယ်တကူ AC တုံးလို့ရတယ်ပေါ် feature တွေအနေနဲ့ဆိုရင်တော့ဒီနှစ်မှာ runner နဲ့ cycling ဆိုတဲ့ feature set တွေနှစ်မျိုးပါလာတယ်ပုံမှန် cycling တွေအတွက်ဆိုရင်တော့ကျွန်တော် professional equipment တွေပြဒေါ်လာ1000လောက်ပေးပြီးဝယ်ရတဲ့ equipment တွေကိုဒီထဲမှာသုံးလို့ရအောင်လုပ်ပေးလိုက်တာကိုလည်းကျွန်တော်သတိထားမိတယ်။ဥပမာအနေနဲ့ဆိုရင် cyclist တွေအတွက်ဒီ bike motor တို့ power meter တို့နောက်ပြီးတော့ heritage band စတဲ့အကုန်လုံးကိုဒီ watch GT6 series မှာသုံးလို့ရအောင်လုပ်ပေးလိုက်တာကတော်တော်လေးမိုက်တယ်။ပြီးတော့ဒီတစ်ခါ Huawei ရဲ့ watch GT6 series က outdoor tracking တွေပို့ပြီးတည်ကြအောင်လို့ all new sunflower position 2.0ကိုသုံးပေးထားတယ်လို့သိရတယ်။ဒီ all new sunflower position 2.0ကဘလို့အလွတ်လောက်တာလဲဆိုတော့ကျွန်တော်မျိုးလုံးတဲ့မြင်သားအောင်ပြောမယ်ဆိုလို့ရှိရင်နေဂျပန်နေရာအမြဲနေရှိရဲ့အရက်ကို မျက်နှာမူပြီးပွင့်တာဗျာအဲ့လိုမျိုးပဲဒီ Huawei Watch GT 6 series အကုန်လုံးကလည်းသူ Huawei ရဲ့ satellite ရှိတဲ့အရက်ကိုမျက်နှာမူအောင်လုပ်ထားတယ်လို့မျိုးပဲအဲ့အတွက်ကြောင့်လည်းဒီ Huawei Watch GT 6 series အကုန်လုံးက outdoor မှာ tracking တွေကပို့ပြီးတော့တိကျသေးချသွားတယ်နောက်ဒီလိုမျိုး outdoor tracking နဲ့အလုပ်လုပ်ရတဲ့ trend လိုမျိုး feature တွေမှာဆိုရင်လည်း real time attitude trend တွေနောက် distance တွေတိုက်တာပြီးတဲ့နေရာမှာဆိုရင်လည်းပို့ပြီးတော့တိကျသွားတယ်ဒါအောင်မှ attitude 2.0လိုမျိုးမီတာ2500အထက်ကိုကျွန်တော်တို့ရောက်ပြီဆိုတာနဲ့ SPO2 တွေ heart rate တွေ elevated areas မှာရှိတဲ့ attitude တွေကိုအလိုလျောက်တိုက်တာပြီးတော့ under အများရဲ့ ending ထားမှာဆိုရင် င်ချက်ချင်း notification နဲ့သတိပေးရမျိုးလည်းပါလာပြီဆိုတော့ပတ်ထားတဲ့အချိန်မှာပို့ပြီးတော့ save ဖြစ်တယ်ပြီးတော့ golf feature ဒီ feature မှာဆိုရင်လည်းကျွန်တော်တို့ golf map ပေါင်း18000ကျော်ဒီ support လုပ်ထားတယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ golf map တွေအကုန်လုံးလည်းပါလာပြီပြီးတော့ပုံမှန်သွားတဲ့အချက်ကကျွန်တော်တို့ golf vader map တွေကိုဒီဘေးဘက်မှာရှိတဲ့ crown လေးကို rotate လုပ်ပြီးတော့ zoom ဆွဲပြီးကြည့်လို့ရတာကပို့ပြီးတော့မိုက်သွားတယ်တခြား sport feature စစ်အနေနဲ့ဆိုရင်လည်းစုစုပေါင်း100ကျော်ထိအောင်ပါလာတယ်လို့ fitness coach ပေါင်းလည်း200ကျော်ထိသူက free ထည့်ပေးထားတယ်ဆိုတော့ကိုကဒီ gym တွေဘာတွေသွားရတဲ့သူမျိုးမဟုတ်ဘဲနဲ့အိမ်မှာပဲ workout လုပ်တတ်တဲ့သူမျိုးဆိုရင်တော့ဒီ fitness coach တွေက တော်တော်လေးအသုံးတည်တယ်ဒီထဲမှာမှကျွန်တော်သဘောအကျဆုံးက4 detection 2.0ပဲတကယ်လို့ကိုကမော်တော်တဆပြုတ်ကျသွားပြီးမလုတော့ဘူးဆိုတာနဲ့သူ့ရဲ့နိုင်မှာအဲ emergency call ခေါ်မလားဆိုတဲ့ notification လေးကြာလာမယ်ပေါ့နော်အဲကိုကတကယ်လို့လိုအပ်တယ်ဆိုရင်လည်းလှမ်းခေါ်ရုံပဲပေါ့နော်ဒါကကျွန်တော်တို့လူငယ်တွေအတွက်တည်းမဟုတ်ဘူးလူကြီးတွေအတွက်ပါတော်တော်လေးအသုံးတည်တယ်ပြီးတော့ကျမရဲ့နဲ့ပတ်သက်တဲ့ feature တွေအနေနဲ့ဆိုရင်တော့ emotional wellbeing workout sleep habit တို့ feature တွေတော်တော်များများဆုံးဆုံးလင်းလင်းပါလာပါတယ်ပုံမှန် SPO2 heart rate တိုင်းတိုင်းလည်းဒါကတော့ထည့်ပြောစရာလိုမယ်လို့တော့မထင်တော့ဘူးပေါ့နော်ပြီးဒီ watch disease series ကကျွန်တော်ပတ်ထားတဲ့တောက်လျှောက်မှာကျွန်တော် ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ data တွေကိုသူကအမြဲတိုင်နေမှာအဲ့လိုမျိုးတိုင်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ daily weekly monthly ဒီ head insight data တွေကိုသူကပြန်ထုတ်ပေးမယ်ဒီ head insight data ရဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ notification နဲ့တတိပေးရမျိုးလေးတွေပါသူကလုပ်ပေးလိမ့်မယ်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့ဒီအလုပ်တွေအရင်များနေလို့ stress ပြီးနေလို့အဲ့လိုအခါမျိုးမှာသူကအသက်ရှူလေးခြင်းကလုပ်ဖို့တတိပေးရမျိုးလေးတွေပေါ့နော်ပြီးတော့ဒီ YGT 10 Pro မှာဆိုရင်လည်းကျွန်တော်တို့ ECG တိုင်းတာပါပါလာပြီပေါ့နော် ECG တိုင်းဖို့အတွက်ဆိုရင်ဒီ side button တွေကိုကျွန်တော်တို့လက်ကလေးတင်ထားလိုက်အောင်ပဲဒီလိုတင်ထားလိုက်လို့စက္ကန့်30အတွင်းမှာသူကအပြည့်ထုတ်ပေး ရဲ့ဒီလိုအဖြစ်ထုတ်ပေးတဲ့နေရာမှာဆိုရင်လည်း Huawei ရဲ့ TrueSense နည်းပညာကိုသုံးထားတဲ့အပြင်မှာ CE certified လေးဖြစ်ထားရဲဆိုတော့တော်တော်လေးတိကျရလို့ပြောရမယ်။ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတိုင်းတာတဲ့ emotion နဲ့ well-being ဆိုရင်လည်း Huawei ရဲ့ TrueSense technology ကြောင့်ဒီနှစ်မှာအဆင့်ဆက်နှစ်ဆင့်ထိတိုင်းတာလို့ရသွားပြီ။လို့တိုင်းတာရဲ့နေရာမှာဆိုရင်လည်းကိုယ်ကပျော်နေလား၊ one နဲ့နေလား၊ stress ကြီးပြီးနေလားကိုဒီကနိုင်ရတဆင့်အလွယ်တကူသိနိုင်မယ်။ပြီးတော့ဒီကိုယ့်ရဲ့စိတ်ခံစားချက် emotion တွေကို watch face မှာချစ်ဖို့ကောင်းတဲ့အကောင့်လေးရင်းနဲ့ပြောင်းပြီးတော့လည်းထားလို့ရသေးတယ်။ပြီးတော့ဒီနှစ်မှာဆိုရင်အကောင့်လေးတွေကစုစုပေါင်းအသစ်တွေတိုးလာတဲ့အခါကျတော့6မျိုးထိဖြစ်သွားပြီ။နောက် ဆုံးအနေနဲ့ကတော့အရေးအကြီးဆုံးအပိုင်းပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ battery life Huawei အနေနဲ့သူတို့ရဲ့ smartwatch တွေမှာအရင်ကတည်းကအားသာချက်ဖြစ်နေတဲ့ battery life ကိုလည်း upgrade လုပ်လာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ ultra long battery ဖြစ်သွားပြီဆိုတော့ကျွန်တော်ပုံမှန်တိုင်းသုံးတဲ့အခါမျိုးတွေမှာ21ရက်နေ့ထိအများဆုံးရမယ်ဆိုတာကတော်တော်ကြီးကိုမိုက်သွားပြီဆိုတော့ Huawei ရဲ့ Watch GT 6 series အကြောင်းကတော့ဒီလောက်ပဲ Huawei အနေနဲ့ smartwatch တွေကိုပြန်လည်အားစိုက်လာတဲ့နေရာမှာ globally number 1ရောင်းအကောင်ဆုံး brand ဖြစ်သွားတဲ့အလျောက် ျွန်တော်အမြင်ကတော့ဒီတစ်ခေါက် Watch GTC series ကလည်း Huawei ကိုဒီဟို globally number 1မှာဆက်ပြီးရည်တည်နေဖို့အတွက် supported ဖြစ်အောင် Smartwatch တွေလိုပဲပြောရင်အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ